မင်္ဂလာပါရှင်တေးစော့ live တိုင်းကကြိုဆိုလိုက်ပါရင်မြန်မာတမိုင်းအစားမြန်မာနိုင်ငံမှာဘလို့လူမျိုးတွေကစတင်ပြီးအခြေချနေထိုင်ခဲ့ကြတာလဲဆိုတာလူကြီးမင်းတို့တွေ့ကြည့်ဖို့လားမြန်မာနိုင်ငံရဲ့တမိုင်းကိုပြန်ကြည့်မယ်ဆိုရင်လူကြီးမင်းတို့တော့မသိသေးတဲ့အန်အောစရာကောင်းလောင်အောင်ရှိလျားတဲ့အစင်လာတစ်ခုကိုတွေ့ရမှာပါသူဒီသနာပညာရှင်တွေရဲ့2ဖို့တွေ့ရှိမှုတွေအရာ PC 10000လောက်ကလေးကဒီဒီတမှာလူသားတွေအခြေချနေထိုင်ခဲ့တယ်လို့ဆိုပါတယ် ဒီအစောဆုံးလူသားအုပ်စုတွေဟာအမဲလိုက်စုဆောင်သူတွေဖြစ်နိုင်ပြီးအလဲပိုင်း၆သွေးဆုံးလို့ခေါ်တဲ့နေရာမှာသူတို့ရဲ့ဘဝတွေကိုစတင်ခဲ့ကြပါတယ်။နောက်ပိုင်းမှာအေယာဝရီမြေကန်တပီးတလျှောက်ကွတ်တိကွတ်ကြအခြေချမှုတွေစတင်ပေါ်ပေါက်လာခဲ့ပါတယ်။ဥရောပမှာကြောက်ခက်ဦးဖေလီယိုလက်တင်နဲ့ကြောက်ခက်လေမဆိုလက်တင်လို့ခေါ်တဲ့အချိန်နဲ့ထတ်တူကြတဲ့ကာလမှာမြန်မာပြည်မှာအညာအတိုင်းလို့အမည်ပေးထားတဲ့ကြောက်ခက်ယဉ်ကျေးမှုထွန်ကားခဲ့ဘူးပါတယ်။ ဒီကာလမှာလူတွေဟာယူရှင်နေကြောက်တုံးကရိယာတွေကို အသုံးပြုခဲ့ကြတာဖြစ်ပါတယ်။ကြောက်ခဲ့တဲ့ရဲ့အကြီးမားဆုံးပြောင်းလဲမှုကိုပြောရမယ်ဆိုရင် BC 1000ကနေ6000အတွင်းမှာ တော့မြန်မာလူအဖွဲ့စည်းကကြောက်ခဲ့တဲ့ Neo Latis ကိုကြီးမားတဲ့ခြေလမ်းနဲ့ရွေးရှားလာခဲ့ကြပါတယ်။ဒီရဲ့ပြောင်းလဲရဲ့အထောက်အထားတွေကိုရှမ်းကုန်းပြည်မြင့်ပေါ်ကတောင်ကြီးမြို့အနီးဂူသုံးကူရဲမှာတွေ့ရှိခဲ့ရပါတယ်။အဲ့ဒီအချိန်မှာလူတွေကအပင်တွေကိုစိုက်ပျိုးတာ တရိတ်ဆန်တွေကိုမွေးမြူရာတွေစားလုပ်ခဲ့ကြပါတယ်။ဒါကသူတို့ဘဝမှာအကြီးမားဆုံးအပြောင်းလဲပါပဲ။အရှင်ကတဏီယာရဲမှာအခြေတကြမနေပဲလဲလဲရှာဖွေစားတောင်းနေရတဲ့ဘဝကနေအခြေတကြနေထိုင်ပြီး လေယာစီးပွားရေးကိုစတင်ခဲ့ကြတာပါ။ဒါအပြင်ကြောက်လန့်နှက်တွေအသုံးပြလာတာကလည်းသူတို့ရဲ့ဤပညာကျွမ်းကျင်မှုတိုးတက်လာတာကိုပြသနေပါတယ်။ BC 1500လောက်မှာမြန်မာပြည်က Bronze Age လို့ခေါ်တဲ့ခြေခက်ကိုဝင်ရောက်လာခဲ့ပါတယ်။ ဒီကာလမှာဒေသခံတွေကဂျီနီကိုဂျင်းညွအဖြစ်ပြောင်းလဲဖန်တီးနိုင်ခဲ့ကြပါတယ်။ဒီလိုနီးပညာတွေကြောင့်ပိုပြီးခိုင်ခန့်တဲ့လက်နက်တွေ ကရိယာတွေထုတ်လုပ်နိုင်ခဲ့ပြီးနေ့စဉ်ဘဝမှာအသုံးဝင်မှုတွေတိုးလာခဲ့ပါတယ်။ဒါအပြင်ဒီကာလမှာစပားဆိုင်ပြူရာကိုစတင်ခဲ့တဲ့လို့ကျန်တဲ့ဝတ်တွေကိုမွေးမြူရာလဲပြုလုပ်ခဲ့ကြပါတယ်။စပါးဆိုတာနောက်ပိုင်းမှာမြမလူဦးရေထောင်ပေါင်းများစွာကိုကျွေးမွေးနိုင်ခဲ့တဲ့အဓိကအသီးနှံဖြစ်လာခဲ့တာပါ ဒီလိုလေယာစီးဝါနဲ့မွေးမြူရေးကိုစတင်နိုင်ခဲ့တာကမြန်မာပြည်ကကမ္ဘာအစောဆုံးစိုက်ပျိုးရေးဒေတာတွေကတစ်ခုအဖြစ်သတ်မှတ်ခံရစေတဲ့အထည်ပါပဲဒီတိုတမိုတွေကလူဦးရေတိုးပွားလာဖို့အထောက်ကူဖြစ်ခဲ့တယ်လို့အခြေတကျရွာတွေပိုပြီးဖွံ့ဖြိုးလာစေခဲ့ပါတယ် BC 900လောက်မှာတော့မြန်မာပြည်ကတန်ခေ Iron Age ကိုရောက်ရှိလာခဲ့ပါတယ်ဒီကာလမှာယနေ့ခေတ်မန္တလေးမြို့ရဲ့တောင်ပတ်ဒေတာတွေမှာတန်ချက်လုပ်တဲ့ရွာတွေပေါ်ပေါက်လာခဲ့ပါတယ် တန်ကိုအသုံးပြုပြီးလက်နက်တွေကရိယာတွေထုတ်လုပ်နိုင်ခဲ့တာကလူအဖွဲ့အစည်းမှာအလုတ်ခွဲဝေမှုတွေရှိလာပြီးကုံတွယ်ရေးကလည်းစတင်ထွန်းကားလာတဲ့ဆိုတာဖော်ပြပါပါတယ်။သူတေသနတူဖော်မှုတွေမှာကြီးညိုနဲ့အလားဆင်ထားတဲ့ကောင်တလာတွေမြေရေပစ္စည်းအပိုင်းအစတွေပါဝင်တဲ့တင်ကြိုင်နေရာတွေတွေ့ရှိခဲ့ပါတယ်။ဒါတွေကဒီဒေသခံတွေမှာနောက်ဘဝဆိုရယ်ယုံကြည်ချက်ရှိခဲ့ပြီးတည်ဆုံသူတွေနဲ့အတူပစ္စည်းတွေမြုံနှံပြီးတဲ့တလိရှိခဲ့တဲ့ဆိုတာကိုဖော်ပြပါပါတယ်။ ဆာမွန်တောင်ကြားမှာဆိုရင် အထူးသဖြင့် BC 900ကနေ AD 200အတွင်းတရုတ်နဲ့ကုန်သွယ်ခဲ့တဲ့စဘာဆိုင်တဲ့ရွာငယ်လေးတွေရှိခဲ့တဲ့ဆိုတာသူတေသနာတွေကသက်သေပြထားပါတယ်။ဒီကုန်သွယ်ရေးကကုန်ပစ္စည်းတွေဒါမှကအတွေ့အခေါ်ရင်းရင်းချင်းမှု delivery ကိုပါဖလဲခွင့်ရခဲ့တာမို့ဒေတာကန်ရင်းချင်းမှုကိုပုံမကျွဲဝလာစေခဲ့ပါတယ်။နောက်ပြီးတန်ခင်းမှာရင်းချင်းမှုဘိုင်းမှာလည်းတည်တာတဲ့အပြောင်းလဲတွေဖြစ်ပေါ်ခဲ့ပါတယ်။ အထူးသဖြင့်မွေးကင်းစကလေးတွေကိုမြုံနှံတဲ့ဓလေ့မှာအိန္ဒိယရဲ့လွှမ်းမိုးမှုကိုတွင်မြင်ရပါတယ်။ဆာမွန်တောင်ကြားအပြင်ဘက်ကသူတေသနတွေ့ရှိချက်တွေအရဒီကာလမှာကလေးငယ်တွေကိုစင်အိုကြီးတွေထဲပြီးမြုံနှံတဲ့ပုံစံတွေကိုစတင်ခဲ့ကြပါတယ်။စေဝင်စားစရာကောင်းတာကဒီအိုးတွေရဲ့အရွယ်အစားဟာမိသားစုရဲ့လူမှုအစဉ်အတန်းကိုဖော်ပြတာပါ။အိုးကြီးလေးမိသားစုရဲ့အစဉ်အတန်းမြင်လေဆိုတဲ့သဘောပါ။ဒီလိုလူမှုခွဲခြားမှုတွေပေါ်ပေါက်လာတာက လေယာစီးပွားနဲ့ကုန်သွယ်ရေးကနေရရှိတယ်။စီးစိမ်တွေတိုးလာတာနဲ့ဆက်ဆက်နေတယ်လို့ယူဆရပါတယ်။ဒါဟာမြမလူအဖွဲ့အစည်းမှာအစံတန်းစနစ်ပိုပြီးပေါ်လွင်လာတဲ့အချိန်လေးဖြစ်ပါတယ်။နောက်ဗီဒီယိုမှာတရေကတရားခင်အကြောင်းကိုတင်ဆက်ပေးသွားအောင်ပါမို့။စိတ်ဝင်စားရဆိုရင်တော့ channel လေးကို like and subscribe လေးလုပ်ထားခဲ့ဖို့အကြံပေးပါရစေနော်။